ရှင်ရတို့ရဲ့ Avo Story Magazine YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ခါပြောပြမယ်။သင်မသိသေးတဲ့သူတို့အကြောင်းတွေဟဲ့။မျက်လုံးကြီးကြီးနဲ့ခြေပေါ်ပြန်နိုင်တဲ့တတဝါအကြောင်းဖြစ်ပါတယ်။ Dory အရင်ကရေပွဲအကြောင်းလေးလာပြီးကြပြီနော်။အခုတော့သင်မသိသေးတဲ့ခဲမှုန်အကြောင်းလေးလာကြရအောင်။ ကင်းမွန်တွေဟာအံ့ဩမကုန်နိုင်တဲ့ပင်လယ်သမုဒ္ဒရာကြီးတွေဟာတမူထူးခြားတဲ့ပင်လယ်ရေသက်သွားတွေဖြစ်ကြပါတယ်ကင်းမွန်အမျိုးသားပေါင်း300ဝန်းကျင်ရှိပြီးတော့သူတို့ဟာအယူပြော့တတဝါမျိုးဖြစ်ပါတယ်။ပန်းဆိုရဲကြိုးရိုးလေးပဲပါပါတယ်။ ကင်းမွန်မှာလက်တန်၁၀ချောင်းပါရှိပြီးတော့ tentacles လို့ခေါ်တဲ့အာယုံခံအင်အားတွေကိုတည်ဆောင်ထားနိုင်တဲ့လက်တန်ရှိနှစ်ချောင်းကအစာတွေကိုဖန်ဆားဖို့တိတိတတ်တာပူရှိပါတယ်။ကြံတဲ့လက်ရှိချောင်းကတော့ပူတူပြီးတော့တန်ပါတယ်။အစာတွေကိုချိန်မွှားလိုက်နိုင်တယ်။ထူးခြားချက်ကကင်းမွန်တွေဟာသူတို့လက်တံတွေပြတ်သွားခဲလို့ရှိရင်အသက်ပြန်ထွက်တဲ့သဘာဝအဆွမ်းရှိကြပါတယ် ကင်းမွန်တွေကလှင်မြန်တဲ့နေရာမှာဆရာကြီးနော်ကြောရိုးတာမရှိတာရေကူးတော့တအားကိုကျွမ်းကျင်ကြပါတယ်သူတို့ကကြက်လျင်လိုမြန်ပြီးတော့တနအီကို25မိုင်လောက်တောင်ကူးနိုင်ကြပါတယ်တဲ့ကင်းမွန်တွေဟာပြန်နိုင်သလားဟုတ်ပါတယ်အချို့ကင်းမွန်အမျိုးအစားတွေဟာသူတို့ရဲ့ရေရက်တွေကိုသုံးပြီးရေမျက်နှာပြင်မှာအမြင်ကြီးခုန်ပြန်နိုင်ကြပါတယ်တဲ့ က်ကရေပေါ်ဝဲလိုပဲနှလုံး၃ခုပါရှိပြီးတော့အဲ့ထဲကနှလုံးကရေရက်တွေစီသွေးလည်ပတ်ဖို့ပို့ပေးပြီးကြံတလုံးကတော့တကိုယ်လုံးကိုပို့ပေးပါတယ်အနီရီဂျုံလာရဲ့သူတို့ရဲ့ခန္ဓာကိုယ်ဟာပတ်ဝန်းကျင်ကိုလိုက်ပြီးတော့အယောင်တွေပုံစံတွေပြောင်းနိုင်ပြီးရောနှောပုံပြလိုက်နိုင်ပါတယ်အချာကင်းမှုအနေနဲ့ဆက်သွယ်တဲ့လှုပ်ဝက်ကုတ်ဖြစ်လေအရေးပြားအရာကိုလှည့်မြန်စွာပြောင်းလဲနိုင်ပါတယ်။သူတို့ရဲ့အရေးပြားပေါ်ဟာ လူကိုဖိုလို့ခေါ်တဲ့ထူးခြားတဲ့ဆဲတမျိုးကြောင့်ကိုယ်ရောင်ဖြောင်းနိုင်စွမ်းကိုပိုင်ဆိုင်ထားကြပါတယ်။ဒီလိုအရောင်မျိုးစုံပြောင်းနိုင်စွမ်းရှိတဲ့ဆဲတွေကြောင့်သူတို့ဟာသူတို့ပတ်ဝန်းကျင်အနေထားပေါ်လိုက်ပြီးခန္ဓာကိုယ်အရောင်သွေးကိုအနုအရင်အဆက်အပြောက်အကွက်အကြားအစသဖြင့်လိုအပ်သလိုလိုက်တဲ့အရောင်ပြောင်းနိုင်စွမ်းရှိကြပါတယ်။အထုကင်မွန်နေဟာဖိုတိုဖိုးဆိုတဲ့အလင်းထုတ်တဲ့ကိုအင်ကပါရှိကြပြီးတော့ bioluminescence လို့ခေါ်တဲ့ဇီဝဖြာထွက်မှုဖြစ်စဉ်များကိုပိုင်လင်းရောင်တွေထုတ်နိုင်ကြပါသေးတယ်။ဒါကသားကောင်တွေကိုဆွဲဆောင်မှုပါ။ကင်းမော်အများစုဟာနေ့ဘက်မှာပုံကွယ်နေတတ်ကြပြီးတော့ညဘက်မှာအစာရှာထွက်ကြပါတယ်။တနေ့အရွယ်မှာအရွယ်ရောက်မျိုးအောင်ကြပြီးတော့ကင်းမော်မိမိတွေဟာဥပေါင်းသသိန်းကျော်ထိတောင်ဥနိုင်ကြပါတယ်။ကင်းမော်တွေရဲ့ပုံမှန်သက်တမ်းကတော့၃နှစ်လောက်ပဲရှိပါတယ်။ ကင်းမွန်တွေရဲ့မျက်လုံးတွေကအကြီးကြီးတွေကိုခန္ဓာနဲ့မျက်လုံးနဲ့အချိုးစားရှင်မယ်ဆိုရင်ကင်းမွန်တွေဟာမျက်လုံးအကြီးဆုံးတတဝါတွေလို့ဆိုနိုင်ပါတယ်။အကြီးဆုံးကင်းမွန်ရဲ့မျက်လုံးဟာဗောလီဘောအရွယ်စားလောက်တောင်ရှိပါတယ်တဲ့။မျက်လုံးတစ်လုံးစီကလူတွေလိုမဟုတ်ဘဲနဲ့တစ်ဖက်တစ်လုံးလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ကြတယ်။ပြီးတော့သူတို့မျက်လုံးတွေဘေးဥပတ်မဖြစ်စေဘူးကာကွယ်ပေးတဲ့အထူးစပယ်ရှယ်မှန်ဘလူးတစ်ထပ်လည်းပါပါသေးတယ်။ကင်းမွန်တွေက ဖွဲ့လိုက်နေတတ်ကြပြီးတော့ရန်သူကိုခုခံဖို့မှင်နဲ့ပတ်နိုင်တဲ့သဘာဝရှိပါတယ်။နက်ပြန်ရောင်မှင်ရဲ့အိတ်နှစ်အိတ်ပါရှိပြီးတော့ပင်မမှင်ရဲ့အိတ်ကခနာကိုအတွင်းပိုင်းမှာအခြားမှင်ရဲ့အိတ်အသေးရတော့မျက်လုံးအနောက်မှာပါ။မကြခနာမှင်ရဲ့ထုံနေရတော့မဟုတ်ပါဘူး။ရန်သူနဲ့တိုက်ခိုက်မှသာမှင်ရဲ့နဲ့ပတ်တကြဖြစ်ပါတယ်။ကဲမုန်နေမှာဆိုလို့ရှိရင်ရန်သူကိုထုံကျင်သွားစေဖို့အစိတ်ရှိတဲ့တတွေရှိကြပါတယ် ဲ့ဒါရန်သူကိုတေတောင်တေစေနိုင်ပါတယ်ဒါပေမဲ့ကင်းမွန်နိုင်မှာပါတာတော့မဟုတ်ပါဘူးပြီးတော့အဲ့တတွေးကလူတွေကိုလည်းအနေရမဖြစ်စေပါဘူးတဲ့တငါသေးတွေငါဖန်းသမားတွေငမန်းထက်တောင်ကြောက်ရတဲ့ကင်းမွန်ကြီးတွေလည်းရှိပါတယ်သူတို့ဟာအကောင်ကြီးမလုံးပြီးတော့စုခွက်ကသွားရတယ်လည်းထတ်တယ်လို့ဆိုပါတယ်အကောင်ကြီးလုံးတော့အငဲဘိုက်စာနေပုံရှာတယ် အကောင့်တွေတွေရောအကောင့်ရှင်တွေရောအကုန်စားကြရင်သူတို့လာတိုက်ခိုက်ရင်လည်းတဲတဲမဲမဲပြန်တိုက်ခိုက်တတ်ကြတယ်။သူတို့ရဲ့တိုက်ခိုက်ခြင်းကိုခံရပြီးတော့ဒဏ်ရာရဖူးတဲ့လူတွေကသူတို့လူသားစားကင်းမွန်တွေလို့ခေါ်ကြပါတယ်။နောက်တစ်ချက်ကသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာစီးစင်းနေတဲ့သွေးတွေဟာလူတွေမှာလို့တန်တက်ကိုအခြေခံတဲ့သွေးအနေရောင်မဟုတ်ဘဲနဲ့ကျင်းနေတဲ့ကိုအခြေခံတဲ့ဟီမိုဆိုင်ယနင်းဆိုတဲ့ဓာတ်ကြောင့်သွေးအပြာရောင်တွေဖြစ်ပါတယ်။ အဲ့ဒီတွေဟာသူတို့ရေနံပိုင်းကအောက်ဆီဂျင်နည်းပါတဲ့အခြေအနေနဲ့အလွန်အေးခဲတဲ့အခြေအနေတွေမှာကောင်းမွန်စွာအသက်ရှင်နိုင်မှုအထောက်ပံ့ပေးထားတာပါဒါဟာရေပဝဲနဲ့တူတဲ့အချက်လည်းဖြစ်ပါတယ်ကဲတင်မတိသေးတဲ့ကင်းမွန်တွေအကြောင်းကတော့ဒီလောက်ပါပဲ သင်မသိသေးတဲ့သူတို့အကြောင်းကိုစိတ်ဝင်စားပြီးတော့နောက်ထပ်တငင်ချင်းလေးတွေအကြောင်းထပ်သိချင်သေးရဆိုလို့ရှိရင် Avo Story Magazine Facebook Page, Avo Story Magazine YouTube နဲ့ထောပတ်တီပုံမြင် Magazine TikTok တို့ကို Like Follow Subscribe လုပ်ထားလိုက်တော့နော်နောက်ထပ်စိတ်ဝင်စားစရာပင်လယ်ရှိအောက်ကပိုင်းကတတော်တော်ခေါင်းနဲ့အတူပြန်လာခဲ့ပါမယ်။